2008ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ပေးရေးအပါအဝင်နိုင်ငံရေးအရာကန့်သတ်ဖိနှိပ်ချုပ်ချယ်ထားတဲ့ပုံမှားတွေကိုဖျက်သိမ်းပေးဖို့အတွက်ဆန္ဒပြတောင်းဆိုမှုကို February 23ရက်နေ့နံနက်ပိုင်းကပြုလုပ်ခဲ့ပါတယ်။ အဆိုပါဆန္ဒဖော်ထုတ်မှုကိုမင်္ဂလာတော်မြို့နယ်မှာပြုလုပ်ခဲ့တာဖြစ်ပြီးရန်ကုန်တိုင်းဒေသကြီးအတွင်းမှာဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက်၆ချိန်မြောက်ဆန္ဒဖော်ထုတ်မှုဖြစ်ပါတယ်။ဆန္ဒဖော်ထုတ်မှုမှာလူဦးရေ300ခန့်ပါဝင်ပြီးမင်္ဂလာတော်မြို့နယ်စီနာမန်အောင်ဖျားရှိကနေစိုက်ကလက်ဖျားရှိအထိလမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ အဲ့ဒီဆန္ဒဖော်ထုတ်မှုမှာပါဝင်သူတွေဟာ2008ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ပေးရေးဆိုင်ပုံများနိုင်ငံရေးအရာဖိနှိပ်ချုပ်ချယ်ရေးဆွဲထားတဲ့ပုံမှ59စာလုံးပုံမှ78ပုံမှ436ကကြီးပုံမှ436ခါခွေပုံမှ18ခါခွေစတာတွေကိုပြင်ပြီးစတဲ့ဆိုင်းပုံတွေကိုကန်ဆောင်ကကြွေးကြော်တဲ့တွေနဲ့ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ် Manda é gol, é ဆိုရင်6ချိန်မျိုးဖြစ်လိမ့်မယ်နဲ့တူတယ်အခုချိန်ရနော်ညနေမှာ9ချိန်မျိုးရှိတယ်ဒီကိုတို့ရွေချက်ရွေချက်ကတော့ဒီ2000ဖွဲ့စည်းပုံပြင်ဆင်ရေးတစ်ခုတည်းပဲဒီဖွဲ့စည်းပုံပြင်ဆင်မှသာလင်ဒါပြည်သူမကြိုက်ဘူးဆိုတာကိုကိုတို့ကအဲ့လိုပဲလက်ခံတာဘာလို့ပြည်သူမကြိုက်ဘူးလက်ခံလဲဆိုတော့ပြည်သူတို့မေးချင်1000ချိန်ချံဖွဲ့စည်းပုံတို့မသိဘူးမသိဘူးဆိုတဲ့ဟိုဟာကိုတို့ဆန္ဒမပါဘူးဒါပေမဲ့ဖွဲ့စည်းပုံမှာဘာရေးထားလဲဆိုတော့စာအုပ်မှာ60နေရာခိုင်နှုန်းလက်ခံထားတယ်လို့ရေးထားတယ်အဲ့ဒါမဖြစ်နိုင်ဘူးမဖြစ်နိုင်ဘူးဆိုတာကိုအခုကျွန်တော်တို့ကအဲ့ဒါတက်တည်ပြလာတာပဲတက်တည်ပြလာတာလမ်းမှာတောက်ချောက်ချိုးဆိုတဲ့လူရှိတယ်ဒါပေမဲ့ဒီဖွဲ့စည်းပုံမှာပုံမှန်၄၃၆ပါညာအော်သွားတာတို့တိတ်မသိသေးဘူးမသိသေးဘူးဆိုတဲ့ဒီမသိတဲ့လူတယောက်ကို ဆန္ဒခံယူလို့ဆိုတာမဖြစ်နိုင်ဘူးဗောနော်ကျွန်တော်အဲ့ဒါကြောင့်တရားကိုဒီဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နေပတ်သက်ပြီးတော့စိတ်တူတဲ့လူတွေအကုန်စုစည်းပြီးတော့ကျွန်တော်လုပ်ကြရဖြစ်ပါအဆိုပါဆန္ဒဖော်ထုတ်မှုကိုတရားဝင်ခွင့်ပြုမိန့်နဲ့ပြုလုပ်ခဲ့တာဖြစ်ပြီးမင်္ဂလာတော်မြို့နယ်ရဲတပ်ဖွဲ့ကဆန္ဒပြမဲ့လမ်းကြောင်းကိုပြောင်းလဲပေးဖို့တောင်းဆိုခဲ့တာကြောင့်မူလစီစဉ်ထားတဲ့တင်ငန်းစုံလမ်းဆောင်မှာပြီးဆုံးမဲ့အစီအစဉ်ကိုစိုက်ကလက်ဖျားရှိသူပြောင်းလဲပြုလုပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်အဲ့ဒီဆန္ဒဖော်ထုတ်မှုမှာတောင်သူလယ်သမားအဖွဲ့အစည်းများအလုံသမားတမကအဖွဲ့အစည်းများပါဝင်ခဲ့ကြပါဗျာ 2008ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ပေးဖို့နဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပါပုံမှန်တွေဖြတ်သိမ်းပေးဖို့အတွက်အစိုးရထံဆန္ဒပြတောင်းဆိုမှုကိုရန်ကုန်တိုင်းဒေသကြီးရှိကြောက်တရားမြို့နယ်၊မင်္ဂလာတောင်မြို့မြို့နယ်၊လှိုင်တရာမြို့နယ်၊အလုံမြို့နယ်နဲ့တန်လျင်မြို့နယ်တို့မှာပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။